Hello အားလုံးပဲမင်္ဂလာပါဘူဘောမချန်ကနေကြိုဆိုပါရစေ။ပရီးမီးယားလိပွဲတင်၁၁ဖြစ်ရှင်ပိုင်းကစားကြမဲ့ဒီဒီဘက်ပွဲတွေက Aston Villa နဲ့ Newcastle တို့နှစ်ပွဲကိုကျွန်တော်တို့သာကြည့်ကြအောင်ပါ။ Aston Villa ကတော့ဒီတစ်ပတ်ကအိမ်ကွင်းမှာသူတို့ဘုံပေါက်ကိုလက်ခံကစားရမယ်။ပြီးရင်သူတို့အတွက်တော့ဘောနော်တကယ်ကိုမလွယ်ကူတဲ့ပွဲပါ။ဆိုတော့ Aston Villa အနေနဲ့ အချိန်ကြီးကောင်းလှုပ်ပြနိုင်မလားပေါ့ဘုံမောင်းကဒီယာဒီမှာတော်တော်ကောင်းကောင်းဆွမ်းဆောင်ရည်ပြထားပြီးတော့အဆင့်9နေရာမှာရှိနေပါတယ်။တိုက်အိုး10ပွဲကစားပြီးတဲ့အချိန်မှာဘုံမောင်းဟာ9ပွဲထိအနိုင်ရထားပါတယ်။3ပွဲတည်ကြပြီးတော့2ပွဲပဲရှုံးနေထားသေးတယ်။တိုက်စစ်က18ကူရထားပြီးတော့ ခန်းစစ်က14ခုပြီးထားရပါတယ်။အဲတပတ်က Aston Villa ကတော့ကျွန်တော်အဆင့်17မှာရှိနေတယ်ပေါ့နော်။ယာဒီအစားအချီနီဒီမကောင်းခဲ့ပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာပြန်အဆင်ပြေသလိုဖြစ်လာတယ်။အဲပြီးခဲ့တဲ့ကျွန်တော် weekend မှာကစားခဲ့တဲ့ Liverpool တဲ့ပွဲမှာတော့သူတို့တွေရှုံနှိမ့်ခဲ့ပြီးတော့အချီနီမကောင်းခဲ့ဘူးပေါ့လေ။ဆိုတော့10ပွဲကစားပြီးတဲ့ချိန်မှာ Aston Villa ဟာ၄ပွဲအနိုင်ရထားပါတယ်။၄ပွဲအနိုင်ရထားပြီးတော့ကျွန်တော်ဒါ၃ပွဲတည်ကြာထားတယ်။ ၃ဘွဲရှုံနေထားတယ်။တိုက်စစ်က၉ဘွဲ၉ကိုကြီးတွင်လာပြီးတော့ခန်းစစ်က၁၀ကိုပြီးထားရသေးတယ်ပေါ့။အဲ့တော့ Aston Villa ဘက်ကအရင်ဆုံးကြည့်ရင် AB La ကတော့ဘယ်နော်ဟိုနောက်ဆုံးဘွဲမှာလည်းသူတို့ရှုံနေထားတယ်။အဲ့ဒီရှေ့မှာဆို၄ဘွဲစတိုက်ကိုသူတို့အနိုင်ရထားပါတာ။အဲ့တော့လီဗာပူးတင်းကိုရှုံနေထားတဲ့ဘွဲမတိုင်ခင်၄ဘွဲတိသူတို့အနိုင်ရထားပါတယ်။ဆိုတော့သူတို့ရဲ့အကောင်းဆုံးဖော်မကိုပြန်ရဖို့ကြိုးပမ်းနေတာပေါ့နော်။တကယ်လည်းပဲလမ်းကြောင်းမှန်ပေါ်ရောက်နေတယ်။ ရှုံးတာကလည်းလေပောက်သင်းရဲ့ကွင်အန်ဖီမှာကျွန်တော်ရှုံးတာဆိုတော့အဲ့ဒီရှုံးပွဲနဲ့ပတ်သက်လို့ရှိရင်တိတ်ပြီးတော့တောင်မှစောရကထက်စရာမလူဘူးလို့တောင်ကျွန်တော်ပြောရမယ်ပေါ့နော်အဲတော့ကျွန်တော်ကတော့ဘယ်လိုပြောမလဲဒီစပါအက်စနိုမီလာအတွက်ကတော့ဒီပွဲကသူတို့အနေနဲ့တော်တော်ကိုထက်ပြီးတော့ခက်ခဲနိုင်ဦးမယ့်ပွဲမျိုးလို့ထင်တယ်ဘုံမောင်းကဒီယာဒီမှာလုံးဝမခေတဲ့အတင်းဖြစ်နေလို့ပဲ အသင်းကြီးတွေကိုတော့မှသူတို့တွေကဒုက္ခပေးနေဆိုရင်ရှိတယ်ပေါ့နော်အခုဒီနေ့ကကစားခဲ့တဲ့ Manchester City နဲ့ပွဲမှာတော့3-1နဲ့သူတို့ရှုံးနေပေါ့လေဆိုတော့ဘုံအောင်ကနောက်ဆုံး5ပွဲမှာတော့သူတို့တွေ2ပွဲပဲနိုင်ထားပါသေးတယ်2ပွဲတည်ရကြပြီးတော့2ပွဲရှုံးနေထားတယ်တိုက်စစ်မှာဆိုလို့ရှိရင်လည်းသူကနေသူအဆင်ပြေနေတယ်ချစ်လက်မှုတွေလည်းကျွန်တော်ရှိတယ် high pressing တော်တော်လေးကောင်းတဲ့အသင်းတွေမှာကျွန်တော်ပါတယ်ပေါ့နော်ဒါပေမဲ့လို့နီးပြဖြစ်တဲ့ Yarolai ရဲ့အသင်းကတော့သူတို့ဒီအဝေးကွင်းမှာ Aston Villa ကိုဒုက္ခပေးနိုင်ဦးမလားပေါ့ ျွန်တော်ကအက်စတိုမီလာနဲ့ပတ်သက်လို့ရှိရင်သူတို့ကဘာဖြစ်လဲဆိုတော့ဟိုနောက်ကတန်းကဂိုးသမားမှားတာတို့ဘာတို့ကပြဿနာတအားကြီးတယ်ဗောနော်မာရီနက်စ်က confidence အရင်ရှိလုံးနေဗျာတည်လာနော်ပြီးခဲ့တဲ့လေပောင်းနဲ့ပွဲမှာလည်းကျွန်တော်ကြည်ပါလားနောက်တစ်ခုဆိုလို့ချင်းလည်းပဲ deflect တွေပါတယ်ကျွန်တော်ဖြစ်ပြီးတော့ဝင်သွားတာဆိုတော့တော်တော်လေးကိုကံမကောင်းခဲ့တာဆိုတော့အင်ရှင်အက်စတိုမီလာအနေနဲ့ဒီပွဲဟာတော်တော်ဒုက္ခပေးနိုင်မဲ့နိုင်ကျူးပန်းမဲ့ပွဲမျိုးပါဒါပေမဲ့ကျွန်တော်ကတော့ဘုံမောက်ဘက်မှာအားသာနေတယ်ဘုံမောက်ကတော့ ုက္ခပိနေတယ်ဥမေတို့ကျွန်တော်ထင်တယ်နောက်တစ်ခုကနှစ်သိန်းစလုံးတစ်ဖက်ကိုတကူးစီတည်ကြသွားနိုင်ဆိုရင်ကျွန်တော်ရှိနေတယ်ဒီလေကျွန်တော်အမြင်ပေါ်လေဒီနှစ်သိန်းကြားထဲမှာသုံးမှတ်အပြည့်ရသွားမယ်အသိန်းလို့ကိုကျွန်တော်မခံစားဘူးဂိုရီပါကြီးလည်းအများကြီးအပြန်လည်တွင်းကြမဲ့အသိန်းကြီးလို့ကျွန်တော်မထင်ဘူးအက်စတိုမီလာကဒီရာဒီ10ပွဲမှာပြီးထားတဲ့ကူကဘလောက်မှန်းကျွန်တော်မရှိသေးပါဘူးဒါကြောင့်ဘာလို့ကျွန်တော်အက်စတိုမီလာခန်းစစ်ကိုလည်းကျွန်တော်တော်လေးယုံနေတယ်မှာပါတယ်တစ်ဖက်နဲ့တစ်ဖက်1-1တည်ကြတာမျိုးတို့နော်ဒါတော့ပဲကျွန်တော်တို့ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ပွဲကဘရန်ဖို့နဲ့နယူကာဆယ်ပါ ဆိုတော့ brand boo ကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီအားဒီမှာဟိုမျောလင့်ထားသလောက်ပါပဲဆိုတော့ brand boo အနေနဲ့လောလောဆယ်အစင်းဆက်နေမှာတို့ရှိနေတယ်စေဘွဲကန်တဲ့နေရာမှာသူတို့၄ဘွဲ၊၅နဲ့၁ဘွဲတည်ကြတဲ့၅ဘွဲတိရှုံနေထားပြီးတော့တိုက်စစ်က၁၄ခုရတယ်၊ခန်းစစ်က၁၆ခုပြီးထားရတယ်။နောက်ဆုံး၅ဘွဲမှာဘရန်ဘူက၃ဘွဲတိနိုင်ထားပါတယ်။၂ဘွဲရှုံနေထားပြီးတော့နယူကာဆယ်ကဗောနောကျွန်တော်တို့ဒါအဆင့်၃သူတို့အောက်မှာရှိနေတယ်။စေဘွဲမှာနယူကာဆယ်က၃ဘွဲနိုင်၃ဘွဲတိ၄ဘွဲတိရှုံနေထားပြီးတော့တိုက်စစ်က၁၀ခု၊ခန်းစစ်က၁၁ခုတိပြီးထားရပါတယ်။ ဆိုတော့ဒါအပြင်အဲ့ဒီကျွန်တော်တို့ဒါ10ပွဲမှာလည်းနောက်ဆုံး9ပွဲကိုကျွန်တော်ကြည့်ရင်ညူကာဆယ်ဟာ2ပွဲပဲနိုင်ပြီးတော့3ပွဲကြီးရှုံးနေထားရပါတယ်ဆိုတော့နီးပြားဒီ Kate Andrew ရဲ့အတင်းကတော့ကျွန်တော်တို့မထင်မှတ်ထားလောက်အောင်ကိုပဲဒီရာဒီမှာလှုပ်ပြထားတယ်ပေါ့နော်ကျွန်တော်တို့က Brentford ကိုဒီချက်ပူပြီးတော့တိုင်ပတ်မဲ့အတင်းတင်းဖြစ်ကျွန်တော်မြင်ထားတာဘာလို့လဲဆိုတော့ဒီအပြူတို့သူတို့ကအပြောင်းလဲတွေရှိတယ်ပေါ့နော်အန်ဘူမူကိုလက်လွတ်ထားတာမျိုးဝီဇာကိုလက်လွတ်ထားတာမျိုးကွင်းလေကကျွန်တော်ပေါ့နော်ဒီ ဟိုဗါလဲနော့ဂတ်စ်တူကိုလက်လွတ်ထားရတာမျိုးနီးပြသောမက်စ်ဖရန့်ကိုလက်လွတ်ထားရတာမျိုးကျွန်တော်ကြည့်ရင်မယုံနိုင်စရာကောင်းတဲ့အပြောင်းလဲတွေဖြစ်ထားပြီးတော့ဒီထက်ပိုပြီးတော့စိုးမယ်လို့ကျွန်တော်ထင်တာဒါပေမဲ့လို့သူတို့အနေနဲ့လုံးဝကိုမစိုးဘဲနဲ့သူတို့လေရှိတဲ့ level မှာသူတို့ maintain လုပ်ထားနိုင်တယ်လို့ကျွန်တော်ပြောရမှာပေါ့နော်ဒါအပြင်ကျွန်တော်အနေနဲ့ဒီကွင်းလင်ကစားမဖြစ်တဲ့အဲ့သူနာမည်တော့မသူပါလေဗျာအဲ့လူစားတွေပါနေကျွန်တော်ဝင်လာပြီးတော့တကယ်ကောင်းတဲ့ပေါ့နော်ကျွန်တော်ရန်ဆန်ဆိုလို့ရှိရင်ပေါ့နော်တကယ်ကောင်း ပွဲရလက်တွေကိုအပြောင်းလဲတွေပါလှုပ်ပြထားတယ်ကျွန်တော်ရှိတယ်။ကျွန်တော်တို့ဒုက္ခပေးနိုင်လေဦးမလို့ကျွန်တော်ထင်တယ်ဟိုနျူကာဆယ်ကိုဆိုတော့ကာဆယ်ကိုကျွန်တော်ကြည့်ရင်ကာဆယ်ရဲ့ပြဿနာကဘာလဲတော့မသိဘူးပေါ့နော်။ဒီအာဒီမှာသူတို့ကပြည်တွင်းမှာတော်တော်တိုင်ပတ်တာဒီလားပြည်တွင်းမှာတော်တော်တိုင်ပတ်ပြီးတော့ Champions League ဒီဘာတွေမှာအဆင်ပြေတယ်လို့ကျွန်တော်တို့ဖြစ်နေတာပြားသိလား။ Champions League မှာဆိုဟိုတနေ့ကပေါ့နော်သူတို့တွေထားပါတော့ဒီ Bilbao နဲ့ပွဲမှာသူတို့တူးစီးနဲ့သူတို့နိုင်တယ်။အဲ့ဒီရှေ့ကကျွန်တော်တရားစီလုံးတိုင်ပတ်နေပါလေဆိုတော့ဝက်ဆန်းကိုကျွန်တော်တို့3-1နဲ့ကျွန်တော်ရှုံးနေဗျာ တတိဝန်းနဲ့ကျွန်တော်ရှင်းအဲ့ပွဲမှာဆိုဝက်ဆန်ကစားတာတော်တော်လေးကောင်းနေတယ်မှာပါတယ်အဲ့ဒီရှိမှာဆိုလို့ရှိရင် EFN Cup မှာစပါးကိုသူတို့တူးစီနဲ့နိုင်တယ်ဖူလန်ကိုသူတို့တူးတူးဝန်းနဲ့သူတို့နိုင်တယ်ဘင်မီကာကိုသတိစီနဲ့နိုင်တယ်ဟော Brighton ကိုတူးဝန်းနဲ့ရှုံးနေဗျာပြီးလည်းပြီးတော့ Nottingham Forest ကိုတူးစီနဲ့နိုင်တယ်နော် Union Saint ကိုလည်းအဝေးဘက်မှာ4စီနဲ့နိုင်တယ် Arsenal ကိုရှုံးတယ်ဆိုတော့ပြောရရင် Newcastle ကဒီပြည်တွင်းပြိုင်ပွဲမှာတော်တော်ကို ဘယ်လိုပြောမလဲထင်သလောက်ထိမလုပ်ပြနိုင်ဘူးကျွန်တော်ဖြစ်နေတာညူကာဆယ်က Champions League မှာဆိုရင်တော့သူရဲ့ atmosphere ကလည်းအိမ်ခွင့်မှာတော်တော်ကောင်းနေတယ်မှပါတယ်ပရိသတ်တွေရဲ့အမှန်ကန်အားပေးမှုဒီမှာဒရဇက်ကျတို့ဒါ pressure ပေးနိုင်မှု standing ကနေပြီးတော့ဒါကစားမားတွေအတွက်တော့တော်တော်ကောင်းတဲ့အနေထားပဲပေါ့ဆိုတော့2-0နဲ့တော့သူတို့နိုင်သွားတယ်ဆိုတော့ဒီရလက်ကိုသူတို့ကဒီ Premier League ကိုသူတို့တည်နိုင်မှုသူတို့ကြိုးပမ်းမှာကျွန်တော်တို့လက်ရှိသူတို့ရှင်မင်းကစားမဲ့အတင်းကဘရန်ဘိုးဖြစ်နေတော့မလွယ်ဘူးလို့ကျွန်တော်ထင်တယ် နော်ပုံမှန်အားဖြင့်သူတို့နိုင်အောင်ကျူးပန်းမဲ့ပွဲမျိုးပါတိုးတိုးကျွန်တော်ကတော့ brand ဖူပတ်မှာပဲရှိကျင်တဲ့ဒီပွဲမှာ brand ဖူရဲ့ဘက်ကနျူကာဆယ်ကိုဒုက္ခပို့ပြီးတော့ပြီးနိုင်လိမ့်မယ်ထင်တယ်တော့ကာဆယ်ရဲ့ဘက်ကပရီးမီးယားလိမှာအနိုင်ပြန်ယူဖို့လိုတာမှန်ပြီးမြင်တယ်လို့ပေါ့နော်တိုက်စစ်ကစားပုံတွေမှာတော်တော်လေးတိုင်ပတ်နေသေးတယ်ကျွန်တော်ကတော့တစ်ဖက်ကို1 1 2 2ပြီးတယ်မလားဒါမှမဟုတ်2 1နဲ့ကျွန်တော် brand ဖူကနိုင်တာမျိုးတို့မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီကလို့ရောဘလူမီးညလဲသူနေကြပါအောင်ဆိုတော့ဒီပွဲမှာဘလူရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြပါတယ်အားလုံးကိုကျေးဇူးပါ